မျက်နာကိုရေပတ်တဲ့သူတွေကြောင့်ဆိုင်ကယ်မောက်ကကွယ်လွန်သွားခဲ့ရတဲ့ကိုဝင်ဆောင်မျိုးသမီးအားလုံးပဲမင်္ဂလာပေါင်းဗမစ်နောင်ကနေကျဆွလိုက်ပါတယ်မြမတချံပွဲတော်ကတော့ပြီးဆုံးသွားပြီဖြစ်ပါတယ်ကြံတွင်းလေးရက်ကပြီးဆုံးသွားပြီဖြစ်တယ်မို့တချို့တွေကလည်းနှမျောတသဖြစ်နေကြသလိုတချို့တွေမှလည်းငလျင်ပေးကြောင့်ပျော်ရွှင်ခြင်းစိတ်တောင်မရှိခဲ့ပါဘူး ဒါပြင်တကြံမှာဖြစ်လေဖြစ်ထားရှိတဲ့မတော်တဆရင်တိုင်မှုတွေကလည်းဖြစ်ခဲ့ပါတယ်။ဒီကနေ့တကြံအကြမ်းလေးမှာလည်းရေပတ်သူတချို့ကြောင့်ကိုဝင်ဆောင်တဲ့မျိုးသမီးတယောက်ကကွယ်လွန်ခဲ့တာပေါ့။ကိုဝင်ဆောင်တဲ့မျိုးသမီးကဆိုင်ကနဲ့အပြင်ထွက်ရင်ရေပတ်ခံလိုက်ရတာပေါ့။လက်တလုံးမှာတော့ကိုဝင်နှစ်လသာရှိပါသေးတယ်။ကိုဝင်ရှိကစားအချိန်မှာအပြင်ထွက်ကဆိုင်ကစီးလိုက်မိတာပေါ့။လမ်းမှာရေပတ်တဲ့သူကမျိုးသမီးရဲ့မျက်နှာကိုခွတ်ဆောင်ခုတ်ကပတ်လိုက်ပါတယ်။ရုတ်တရက်ပတ်လိုက်တဲ့အတွက်လက်ကန်ရိုင်းသွားခဲ့တာပေါ့။ဒါကြောင့်မို့ဆိုင်ကရိုင်းထွက်သွားကလက်ထွက်သွားခဲ့ပါတယ်။လက်ထွက်သွားတဲ့အချိန်မှာဟိုဘ တ်လန်းကကားနဲ့တိုက်မိသွားခဲ့တာဖြစ်ပါတယ်။ကားနဲ့တိုက်မိသွားတဲ့အချိန်မှာပဲတခါတည်းပွဲချင်းပြီးကွယ်လွန်သွားခဲ့တာပါ။ ကားအက္ဆီဒန့်ဖြစ်တဲ့အချိန်မှာခမောဖြစ်သူကဖုန်းခေါ်ခဲ့ပါတယ်။ဖုန်းခေါ်မှသာမျိုးသမီးဖြစ်သူကကားနဲ့တိုက်မိသွားတယ်လို့သိလိုက်ရတာပါ။ကိုဝင်းတဲ့မျိုးသမီးကကားနဲ့တိုက်မိသွားတယ်ဆိုတဲ့ဖြစ်ပေါ်လက်မခံနိုင်နေခဲ့ပါဘူး။ဒါပေမဲ့လည်းအမှန်တရားဖြစ်နေတာမို့ခမောဖြစ်သူကလက်ခံလိုက်ရပါတယ်။စယုံကိုတင်လိုက်မယ်ဆိုလို့အမြန်လိုက်သွားပေမဲ့အသက်မမီတော့ပါဘူး။ဇနီးမောင်နှံနှစ်ယောက်ကခုမှဂျင်နာကန်ဆချစ်ကန်ဆသာရှိသေးတာပါ။ချစ်ချိုင်းနေတော့ဖြစ်နေသေးတဲ့အပြင်ကိုဝင်းလွဲထားရတာကိုသိတာလည်းမကြသေးပါဘူး။တေဦးကလေးကိုရရှိတော့မယ်ဆိုတာကြောင့်ဇနီးမောင်နှံနှစ်ယောက်ကဆိတ်လုံ ှာနေခဲ့တာပေါ့ဒါပေမဲ့လည်းတကြံမှာအမျိုးသမီးနဲ့ကလေးကိုပါဆုံးရှုံးလိုက်ရပြီဖြစ်ပါတယ်ခင်မွန်ဖြစ်သူကဇနီးတင်တဲ့ကလေးကိုဆုံးရှုံးလိုက်ရတဲ့အပေါ်မှာလက်မခံနိုင်ဖြစ်နေတာပေါ့ဒါကြောင့်မို့လဲဘာလို့မျက်နာကိုခွက်ဆောင်းခုံရတာလဲဆိုပြီးအဖြစ်တင်ထားခဲ့ပါတယ်တကြံရေပတ်တယ်ဆိုတာခန္ဓာကိုယ်ကိုယ်သားညင်ညင်သာသာပတ်လဲရပေမဲ့အခုနောက်ပိုင်းမှာလူတချို့ကနာစေတဲ့ရည်ရွယ်ချက်နဲ့ပတ်သက်လို့ဖြစ်နေပါတယ်အရင်တော့ကမြမတကြံကညင်သာတဲ့တကြံဖြစ်နေပေမဲ့လဲခုနောက်ပိုင်းမှာတကြံကအနေအများတဲ့ပုံစံတွေလဲရှိလာခဲ့တာပေါ့ ခင်မဖြစ်သူကတော့တကြံရေးပတ်တဲ့သူတွေကသာအပြစ်တင်ပြီးရင်တင်နေခဲ့ပါတယ်။ဇနီးတဲကိုနောက်တည့်မှာချက်ချင်းဆိုသလိုနိုင်ရင်လောက်ကတကြောခဲရတာဖြစ်ပါတယ်။အခုဆိုရင်ကလေးလည်းမရှိတော့သလိုမိသားစုဘဝလည်းဆုံးရှုံးလိုက်ရပါပြီ။လူအများကတော့တကြံရေးပတ်တဲ့အချိန်မှာစီကန်ရှိတဲ့နယ်လို့ဝေဖန်နေကြတာပါ။ဒါပြင်နောက်နေ့တကြံဒီမှာသွာလာသူတွေအနေနဲ့လည်းရေပတ်သူရှိရင်ဆိုင်ကယ်ကိုရပ်ပြီးရေပတ်ခန္ဓာကသာအကောင်းဆုံးနည်းလမ်းဖြစ်တယ်လို့ထောက်ပြနေကြတာပါ။ကိုဝင်ဆောင်တယ်လေးကြုံတွေ့ခဲ့ရသလိုနောက်ထပ်ဖြစ်တွေ့လည်းရှိပါသေးတယ်။ အခြားဒေသတစ်ခုမှာလည်းကြံအတွင်းမှာဆိုင်ကယ်နဲ့သွားလာရင်ရေဘတ်သူတချို့ကြောင့်ကိုဝင်ဆောင်တဲ့မြို့သမီးကဆိုင်ကယ်လဲခဲ့တာပေါ့ဆိုင်ကယ်လဲတဲ့အချိန်မှာကိုဝင်ကပါပြတ်ကျသွားခဲ့ပါတယ်ဒါအပြင်မော်လမြိုင်မြို့မှာဆိုရင်လည်းရေကိုကြမ်းတမ်းစွာပတ်လိုက်တဲ့သူတွေကြောင့်ဆိုင်ကယ်စီးလာတဲ့မြို့သမီးကနောက်မှာကပ်ပါလာတဲ့ဆယ်ဘင်းကားကြီးနဲ့တိုက်မိမလို့ဖြစ်ခဲ့သေးတာပေါ့တကြံကတော့ခုလိုဖြစ်ပျက်တွင်တဲ့အတူပြီးဆုံးသွားပြီဖြစ်ပါတယ်မျက်နှာကိုရစ်ပတ်တဲ့သူကြောင့်ဆိုင်ကယ်မောက်ကကွယ်လွန်သွားခဲ့ရတဲ့ကိုဝင်ဆောင်တဲ့မြို့သမီးပေါ်ဘရိတ်တိုးရဲ့အမြင်ကိုလည်းခမမပြပြခဲ့ပါအောင်ရှင် ကျေးဇူးပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းအတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။ကွန်လွန်သွားခဲ့ရတဲ့ကိုဝင်းဆောင်တဲ့လေးလေးကောင်းရပုံပွားရောက်ရှိပါစေကြောင်းဆုတောင်းပေးလိုက်ရပါတယ်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်။ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်ရှင်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။